ငရဲခံရတဲ့သူတွေဟာမျိုးသမီးတွေဖြစ်တယ်။တံပရိကိဏ္ဍခတ်တာတကူလုံးလေသွေးရဲရဲတန်ရဲရဲနဲ့ဆုပ်ဆုပ်ပြက်ပြက်တကူလုံးလေရဆရာမရှိအောင်လက်ချေအပြက်ပြက်ဆင်းရဲဒုက္ခကိုရောက်ရှိနေကြတယ်တဲ့ပိတ်ကရှာ ကန္တန်တိဘုစေဒုစစ်သာတစ်ချိန်တုန်းကမိုက်မဲခဲ့ကြတဲ့အမျိုးသမီးတွေဟာလက်မောင်းနှစ်ဖက်ကိုမြှောက်ပြီးတော့အော်ဟစ်ငိုကြွေးပြီးဆဲဒုက္ခကိုခံနေကြတယ်တဲ့တမ္မိခိတလောဟိတပုပ္ပလိတ်တာတကူလုံးလဲသွေးတွေနဲ့လိမ့်ကြံပြီးတော့တကူလုံးသွေးတွေပေပြီးတော့ ကာဝေထာအဂတနိဝိခန္တာနသယုံမှာနွားတွေဆက်ဖြတ်ထားတယ်လို့နွားတွေကိုတတ်ပြီးတော့ဆက်ဖြတ်တယ်လို့ပဲအဲ့ဒါလို့နသယုံเนี่ยနွားတွေတတ်ထားတယ်လို့ခန္ဓာကိုယ်ဆုပ်ဆုပ်ပြက်ပြက်နဲ့သွေးရဲတန်ရဲနဲ့ခန်းနေကြရတဲ့အဲ့ဒီခန်းနေတဲ့ပုဂ္ဂိုလ်တွေကလွတ်လွတ်ကျွတ်ကျွတ်လာလို့ဆိုမဟုတ်ဘူးတာဘူမိဘာခတ်သမီး တဒါနိခာတာအောက်ကမိရဲ့တောက်နေတဲ့တန်မြေလွှာကြီးပေါ်မှာတန်နဲ့တိဆောက်ထားတဲ့မြေလို့ဆိုလို့အဲ့ဒီမြေထဲမှာခန္ဓာကိုယ်ကတဝက်လောက်မြုပ်ပြီးတော့အပေါ်ပိုင်းလေးပဲပေါ်နေတယ်ခန္ဓာကိုယ်ရဲ့အဲ့ဒီမြေကြီးထဲမှာတပိုင်းမြုပ်ထားပြီးတော့အပေါ်ပိုင်းကပေါ်နေတယ် အဲ့ဒီအချိန်မှာခန္ဓာတိဝတ္တန်တိသာဇောတိဘူတာတောင်ကြီးလောက်ရှိတယ်ကြောက်တုံးကြီးတွေဟာမိလောင်ကျွမ်းနေလို့ရဲရဲကြီးနေတယ်မိအောင်နေပန်းထွက်နေတယ်ကြောက်တုံးကြီးတွေကလိမ့်လာပြီးတော့သူတို့အပေါ်ကိုဖြတ်ပြီးတော့လိမ့်သွားတယ် အဲ့ဒီအချိန်မှာစီစီညက်ညက်ကြောက်တုံးကြီးနဲ့အောက်ကတမ်းမြေလွှာပေါ်မှာဖိချိတ်ခံရတဲ့အခါမှာပြတ်ချက်သွားလောက်စီစီညက်ညက်ဖြစ်ပြီးတော့သွားတယ်အဲ့ကြောက်တုံးကြီးလိမ့်သွားပြီးမကြံခင်ပဲပြန်ပြီးတော့ပြုတ်ခက်နဲ့ထောင်းလာပြန်တယ်မသေးနိုင်ရဘူးငရဲသားဆိုတာငရဲဘဝခံရတယ်ဆိုတာဘလောက်ဖယ်ဒုက္ခရောက်ရောက်ဘလောက်ဖယ်ဆက်ဖြတ်လက်ဖြတ် ဖြတ်ချင်သလားဖြတ်အိမ်မြောင်အမီးပြတ်လို့ပဲခုံးနေမှာပြီးရင်ပြန်ဆက်သွားပြန်ရောအဲ့ဒီဆင်းရဲဒုက္ခမဆုံးနိုင်တဲ့ဆင်းရဲဒုက္ခကိုခံကြရတယ်တဲ့အဲ့ဒီမြင်ကွင်းကိုနေမိမင်းကြီးကစတင်ပြီးတော့မြင်လိုက်တာအရှိကလာတဲ့မိရဲ့ညီနေတဲ့ကြောက်တုံးကြီးက အနောက်ဖက်လိမ့်ပြီးချိတ်သွားလိုက်တောင်ဘက်ကလာတဲ့မီးရဲရဲနဲ့ကြောက်တုံးကြီးကလိမ့်လာပြီးတော့ချိတ်သွားလိုက်နဲ့ဒီမြင်ကွင်းကြီးဟာကြောက်မဲ့ဖွယ်ရကဲတင်မဲ့လူလည်းမရှိဘူးအားလုံးကလည်းရက်ဆက်ချမ်းကြုတ်တဲ့ငရဲသားတွေကဝန်းရံပြီးတော့ထွက်မပြေးနိုင်အောင်တံမြေတွင်မှလည်းမြုပ်ထားသေးတယ်မိတော့တွေကြားထဲမှလည်းပဲအခုလို့ ကောက်တုံးကြီးတွေကလေးဘက်လေးတန်ကလာပြီးတော့ဖိပြီးတော့စင်စက်မပြတ်ချိန်သွားလိုက်ပြန်ကောင်းထောင်ထားလာလိုက်ချိန်သွားလိုက်ပြန်ကောင်းထောင်ထားလာလိုက်နေမဆုံးနိုင်တဲ့ငရဲအော်ဟစ်ညင်းညူပြီးတော့စိတ်ညစ်ညူးเสียငရဲကိုနေမီမင်းကြီးကိုပြလိုက်တယ်ပြလိုက်တဲ့အခါကျတော့နေမီမင်းကြီးကပြောတော့အယံဟိမံဝိနတိတုဒ္ဒဒိဋ္ဌဝါ ဥစ္စာမိတ္တမန္တလိဒေဝတာရတိဒီမြင်ကွင်းကြီးကိုကြည့်လိုက်ရမြင်လိုက်ရတဲ့အခါမှာသူဟာရင်ထဲမကောင်းဘူးကြောက်စိတ်တွေတဖွာဖွာဖြစ်လာတယ်နှလုံးတုံရင်ခုန်လာတယ်ပေါ့ဒါကြောင့်မို့နိုင်ထမောင်းနဲ့မန္တလိကိုမေးပြစေပါတဲ့ ဣမာနုနာရိယောဂိမကံတုပပံအခုငရဲကြပြီးတော့ငရဲခံရတဲ့ဒီမျိုးသမီးတွေဟာဘာတွေလုပ်ခဲ့ကြလို့ဒီလောက်ဒုက္ခကြီးစွာခံနေကြရသလဲရာဘူမိဗမသမိတ္တာနိခတာတမ်းမြေပြင်မှာလည်းပဲသူတို့ကိုတပိုင်းမြုပ်ပြီးတော့ထားတယ်ယုံထွက်လို့လည်းမရဘူးခန္ဓာတိဝတ္တန်တိသာဇောတိဘုရား မီးရဲရဲတောက်နေတဲ့ကြောက်တောင်ကြောင်လုံးကြီးတွေကလည်းသူတို့လိမ့်လာပြီးတော့ရှောင်ပြေးလို့မရအောင်ချိတ်ပြီးတော့သွားကြတယ်ဒီလိုကြီးမားတဲ့ဆင်းရဲဒုက္ခကြီးကိုသူတို့ဘာတွေလုပ်ခဲ့ကြလို့ဒီလောက်ဒုက္ခခံကြရသလဲလို့ငရဲခံနေကြတဲ့ပုဂ္ဂိုလ်ရဲ့မြင်ကွင်းကိုကြည့်ပြီးတော့မာတ္တိကိုမေးလိုက်တဲ့အခါမှာမာတ္တိနတ်သားကဘာပြောတော့ မန္တလိနတ်သားဖြေဘုံကတော့ကောလိဋ္ဌိယယောဣဒ္ဓစီဝလောကေအတုဒ္ဓကမ္မာအတတံအစာရောဒါဒိဋ္ဌရူပပတိဝိပဟာယအញ្ញံအစာရောရတိခိတဟေတုဒါစီဝလောကတမေရမပယိတဝါခန္ဓာတိဝတ္တန္တိသာသောတိဘုဒ္ဓမတ္တရိရဲ့ဖြေရှင်းချက်ကတော့ဘာလို့ဆိုရင် ဒီမျိုးသမီးတွေဟာတဲ့လူဘွားတုန်းကလူဘွားတုန်းကဒီပျော်ပျော်နေတဲ့အမျိုးသမီးတွေဖြစ်တယ်အတုဒ္ဓကံမှာ နေခြင်းသလိုလိုလွတ်လွတ်လပ်လပ်နေခြင်းသလိုနေကြတယ်အတ္တံအစာရောမကောင်းတဲ့အလုပ်တွေကို မျုးသမီကောင်းတဲ့လု်တွေမဟ်ပဲနဲ့မကင်းတဲလုပ်တလုပ်ကြတယ်တာဒိဋ္ဌရူပပฏิဝိဘဟာယကောက်ချက်ဆင်းလဲတဲ့စိတ်ရှိပြီးမိမိတို့ရဲ့အိမ်တော်ဘက်ယောက်ျားကိုစွန့်ခွာပြီးအညာအစာရုံရတိခိတ္တဟေတုပျော်ရွှင်မှုကို အယုံပြုတ်ပြီးတော့ပြောသလိုနေခဲ့ကြတယ်ပေါ့အဲ့တော့ဒီကိစ္စဟာစဉ်းစားကြည့်မယ်ဆိုရင်တော့မြန်မာပြည်မှာကထိမ့်နေသိမ့်သိမ့်ရှိကြတယ်ညာအနောက်တိုင်းဆိုရင်ပေါ်တင်ကြီးပဲဒါเนาะအနောက်တိုင်းမှာဆိုရင်ဒီအမျိုးသားအမျိုးသမီး ိမ်တော်ရှိတဲ့အမျိုးသားအမျိုးသမီးဆိုတော့အော်တင်ကြီးတွေပဲကိုအမျိုးသားအပြင်ခြားမျိုးသားတယောက်နဲ့ချိမ့်ပြီးတော့သွားတာတွေဟာဂနေခိစားနေတာနော်ဂနေဟောပေါင်းကြာပါပြီအနောက်တိုင်းပါတော့တကယ်ပဲတကယ်ရှိတယ်ဂိူးမဆိုင်ဘူးဘာကူမဂိူးမဆိုင်ဘူးအဲ့ဒါလို့နေကြတာတွေဟာမြန်မာနိုင်ငံမှာတော့ဒါအဆန်းတစ်ချက် အနောက်တိုင်းတွေမှာဒီတိုင်းပဲအဲ့တော့ဒီလိုဖြစ်ပြနေတဲ့အခြေအနေတွေကြောင့်မို့လို့တဲ့သူတို့ဟာအညာအစာရုံရတိခိတ္တဟိတုပျော်မှုပါမှု အကြောင်းပြုပြီးတော့နေခြင်းသူနေကြတယ်တာဇီဝလောကသမိရမပိဋ္တဝါဘဝမှာပျော်ပျော်နေမယ်ဆိုတဲ့နော် ြောပြောနေမယ်ဆိုတဲ့စိတ်နဲ့လွတ်လွတ်လပ်လပ်နေကြတဲ့ဒီမျိုးသမီးတွေဟာဘဝဆုံးသက်သွားတော့ခန္ဓာတိဝတ္တန်တိသာသောတိဗုဒ္ဓါတဲ့မိတော့မိလျံနေရဲနေတဲ့အခုလိုကြောက်တော့ကြီးတွေဟာလိမ့်ပြီးတော့တန်မြူမြေပေါ်မှာခန္ဓာကိုယ်တဝက်မြုပ်နေတဲ့အချိန်မှာကြောက်တော့ကြီးတွေရဲ့ဖြစ်ချိန်မှုကိုခံနေရတာဟာ တစ်ချိန်တုန်းကပျော်ခဲ့တာတွေကိုပေးဆက်နေရခြင်းပဲဖြစ်တယ်လို့သူတို့ဖြေတယ်။နော်သူဖြေခဲ့တယ်။အဲ့တော့အိမ်တော်ရေးသစ္စာဆိုတာမရှိတော့တဲ့သဘော။ဒါမို့လို့ငါးပါးသီလထဲမှာလည်းပဲကာမိတုမေစာစာရာဝေရမဏိသိက္ခာပရံသမာရိယာမိသူကပေါ့ပေါ့မဟုတ်ဘူးဘုရားဘာသာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ရချတော့။ဒါကြောင့်မို့ကာမိတုမေစာစာရာကို ရှောင်ကျင်ရမယ်လို့ဆိုတယ်မရှောင်ကျင်ဘူးဆိုလို့ရှိရင်ဒီပြစ်မှုရဲ့ဒီအကုသိုလ်ရဲ့အကျိုးဆက်ကဒီလိုဒုက္ခရောက်စေတယ်လို့